အမျိုးသားနဲ့တစားနဲ့ကြောတော့လေအလိုတယောက်နဲ့တယောက်ကယူစိတ်တာထက်စားလို့ရှိရင်ကိုယ့်ရဲ့သားသမီးကိုပို့ပြီးကယူစိတ်ဖြစ်တာများတဲ့အဲတစားကလည်းတစားကသားသမီးကိုကိုကအဲ့လိုကယူစိတ်ပေးနေတာတွေ့လို့ရှိရင် तू ကလည်းအရန်သဘောကျတယ်လို့မျိုး तू ကသားသမီးလေးပေါ်မှာအချိန်ပေးပြီးတော့မှအဲဆော့ပေးတာလို့ပါလို့အဲ့လိုမျိုးပေါ့နော်ဟိုပုံမှန်မိဘတွေလုပ်နေတယ်လို့မျိုးပါပဲအဲအဲ့လိုမျိုးလေးတွေ့ရဆိုတစားကလည်းအရန်သဘောကျအကြောင်းနဲ့အကြောင်းကကျတော့ဘယ်လိုပြောရမလဲတစားတို့နှစ်ယောက်ကသားသမီးအတွက်ဟို ဒါသမီးကိုချစ်ပေးနေရရတာနဲ့တည်းကိုကိုယ့်ရဲ့အိမ်တော်ကြီးကပူပူပြီးတာရလာတာပေါ့နော်ဟုတ်တော့တင်စားမှာအမှန်တကယ်တော့ဒီတိုင်းဟိုအစအရင်တိုင်းပါပဲယိုယိုအေးအေးအဲ့လိုမျိုးပေါ့ဟုတ် အဲ့တုန်းကလေဟိုကသူကဟိုဘောတစားကိုလာတောင်းမဲ့ပေါ့တော့အဲ့လိုပြောပြီးတော့မှလာတောင်းသွားတာပဲဟုတ် ยีซ่าမဖြစ်ဘူးဟိုဟာမဖြစ်ပဲလာတောင်းပြီးမှအဲ့လိုยีซ่าအဲ့လိုပေါ့မင်္ဂလာဆောင်မှုစီစဉ်တဲ့အချိန်မှာမှยีซ่าဖြစ်သွားတာ my dream ဖွဲ့ရကြတော့တစားတို့အမြဲတမ်းလာဖြစ်တယ်ပေါ့နော်အရှိနှစ်ရက်ကကြတော့တစားအလုပ်ကိစ္စလေးရမပြတ်သေးဘူးဖြစ်နေတဲ့တစားတို့နည်းနည်းနောက်ကြတော့မလာဖြစ်လိမ့်ဘူးဖြစ်သွားတာပေါ့နော်ဒီနေ့ကြတော့တစားတို့နှစ်ယောက်ကတသက်အချိန်တည်တက်ရအောင်ပေးပြောမှလာဖြစ်ခဲ့တာပါရှင့်ဟုတ်အဲဘယ်လိုပြောအောင်လဲ ืมဖြေလေးတိတ်မရှိဘူးပေါ့เนาะအဲ့လိုမျိုးဆိုပြောအမျိုးသားကျတော့အဲ့လိုဟိုဒီလိုကင်မရာရှေ့မှာလည်းအများနဲ့နေနေရလို့မဟုတ်ဘူးဆိုတော့ဟုတ်မျက်နှာတက်ဖို့လို့ဝင်နေပိုက်စားလာပြီအောင်းတော့သားရအောင် အဲတွေ့မိတယ်ဟိုနေရာတစားဘိုက်စာတော့အောက်စင်ပြီးရောစားလိုက်တာအဲ့နေရာတော့အဲတစားလဲသူနဲ့တော့ခဏခဏလို့စားဖြစ်တယ်ဘိုက်စာလို့ရှိရင်လို့သူနဲ့ယူတာလို့ဘိုက်စာလို့ရှိရင်လို့ခဏခဏလို့အကြိုက်တဲ့ချိန်အောက်စင်စားရတော့အရင်အဆင်ပြေတယ်လို့သူခဏခဏပြောဖြစ်တယ်ဟုတ်အမြဲတမ်းစားစားရဖို့အဆင်ပြေသွားတော့ဗော။ဟုတ် အရင်တော့ကတော့တစားနဲ့အမျိုးသားနဲ့မယူခင်ကစားအမျိုးသား hotpot city ကတော့သူဖွင့်ထားပြီးသားပဲပေါ့နော်တစားနဲ့ယူပြီးတဲ့အချိန်မှာမှ hotpot city အလုံးဖွင့်ဖြစ်တယ်ပြီးတော့ AKA ပေါ့အဲ့ဒါကြီးဖွင့်ဖြစ်တယ် SMY ဆိုတော့ Sukiya Yakiniku ကိုပေါ့အခုနောက်ဆုံးဖွင့်ထားတော့အဲ့ဆိုင်လေးဖွင့်ဖြစ်တာပေါ့နော်အရင်တော့ကတော့သူက hotpot ပဲတည်တက်ဖွင့်တာနောက်ပဲကျတော့တစားတို့နှစ်ယောက်ကအဲ့လိုအကင်လဲကျိတ်တော့လေးအပြင်မှာသွားစားရင်းနဲ့မှအကင်ရောတက်ဖွင့်ပါလားဆိုရင်လည်းအကင်မှာဖွင့်ဖြစ်သွားတာဟုတ်ပါပါ ဟာတစားတော့ဟော့ပေါ့ကကြိုက်တယ်ဟိုပြောဘယ်လိုပြောမလဲအကုန်လုံးသူကတော့အချင်းဆက်ပေးရအရန်စားလို့ကောင်းတယ်တစားမျိုးသားအချင်းဆက်တာအရန်ကောင်းတယ်အဲ့လိုဆိုတော့တစားဟော့ပေါ့နဲ့အဲ့အချင်းနဲ့စားရတာကိုအရန်ကြိုက်တယ်ပြောတစားဟင်းလဲတိတ်မချက်တတ်တဲ့အခါကျတော့လေအဲ့လိုဘိုက်စားတယ်ဆိုရင်တော့အောက်စင်စင်မီရောမှအဲ့လိုဘူဖေးခင်းထားတဲ့ဟင်းတွေပဲဖြစ်ဖြစ်ဒီဟော့ပေါ့ပဲဖြစ်ဖြစ်အများတော်စားဖြစ်တာပါ အာဒီစားတို့မိင်္ဂလာဆောင်တော့ကလည်းမိုင်းတွင်နဲ့ပဲလှုပ်ဖြစ်တာပေါ့နော်အဲ့တော့ဆိုလဲဒီစားတို့ကမိင်္ဂလာဆောင်ဖို့လှုပ်လိုက်တဲ့အချိန်ကအယမ်းမြန်နေအဲ့တော့ကိုကစီစဉ်စရာရှိရာတွေကပြောမယ်ဆိုရင်ဘလို့စပြီးစီစဉ်ရမှန်းတော့မသိဘူးပေါ့နော်မိုင်းတွင်နဲ့ပဲဒီစားတို့အပ်လိုက်တဲ့ခါကျတော့အာဒီဟိုဘလို့ပြောမလဲ အင်ဂျီဝတ်စားလေးလည်းအကုန်လုံးအဆင်ပြေတယ်ပြီးတော့မှအခန်းစီစဉ်တာလေးလည်းဒီအခန်းနာစီစဉ်တာလေးလည်းအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒီမိုင်ဒရာကျတော့ one stop service ဆိုတဲ့အတိုင်းပဲသူတစ်ခုအပ်လိုက်တာနဲ့ပေါ့နော်ဟိုဒီတနေရာထဲမှာပဲအကုန်လုံးအပ်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့လည်းမျိုးဘယ်ကနေစစီစဉ်ရမလဲမသိတဲ့မိလာဆောင်မုံနဲ့နေဆိုလို့ရှိရင်တော့မိုင်ဒရီမှာလာအပ်တာအရန်လဲစိတ်ချမ်းသာရတယ်အကြီးကတော့ဒီမိုင်ဒရီရဲ့ owner ပေါ့နော်ဟိုကိုတန်းနိုင်ရကျတော့ तू ကသူ့ရဲ့အလုပ်ကိုလည်း तू အရန်ဝနာလဲပါတာလဲပါတယ်ပြန်သွေးကြည့်တော့တိတ် လိုမျိုးမဲ့အေးအရမ်းမကြားသေးဘူးရှင်းနေရှင်းနေကြော်ပေးမယ်လေအဲ့မပြန်ပြောမျက်နှာထမပြင်မြင်ရတာပေါ့လောက်ပါလေခုလည်းလောက်ပါလေလောတင်စားမှာမတကယ်တော့ဒီတိုင်းဟိုအစအရင်တိုင်းပါပဲယိုယိုအေးအေးအဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့ကလေဟိုက तू ကဟိုဘောတင်စားကိုလာတောင်းမယ်ပေါ့တော့အဲ့လိုပြောပြီးတော့မှလာတောင်းသွားတာပဲ ဟုတ်ยีซ่าไม่ผิดปูหว่าไม่ผิดไปล่ะตองบีมาไอ้หลูยีซ่าไอ้หลูบ่มิงลาซองมูซีซั่นเนี่ยเฉยมามายีซ่าผิดตัวเนาะว่าตัวมีเนาะบลูไอ้นทองแพ้อันนี้เนี่ยยุ้ยเฉยอยู่บ่เนาะไอ้เหมียวซ้นผิดไล่ตัวบ่ครับหว่าตูเนี่ยจ้อတော့โหอม่าเนี่ยตะซ่าอม่าเนี่ยตังเงินจิ้นบ่เนาะไอ้หลูเหมียวสรเอาอย่างน้องอ่ะแลไอ้หลูอม่าก็ไม่เสร็จไปแม้รู้တော့โหเปียวปูเลยだแม้เจ้าเนี่ยเจ้าก็แลไอ้หลูเหมียวบลูบอกมั้ยแลအာမဆုံးဖြစ်ဘူးပေါ့နော်မိတ်ဆက်တာလည်းမလုပ်ဖြစ်ဘူး အဲတစားရို့အိမ်ပြင်းနေနေမှာအဲ့ကနေအပြန်သူရဲ့စားတော့ဆိုင်မှာသွားဆိုင်နေမှာအိမ်မှာမှာဆပြီးတော့တည်တာပြီးကြမှာဟိုပေါ့ဟိုစကားနည်းနည်းပြောတယ်ပေါ့နော် စကားနည်းနည်းပြောရင်းနဲ့မှာအမှသွားလာတောင်းမယ်ဆိုပြီးတော့လာတောင်းဖြစ်သွားတာရိုးရိုးလေးပါပဲအမျိုးသားနဲ့တစားနဲ့ကြောတော့လေ အလိုတယောက်နဲ့တယောက်ဂယုစိတ်တာထက်စားလို့ရှိရင်ကိုယ့်ရဲ့သားသမီးကိုပို့ပြီးတော့ဂယုစိတ်ဖြစ်တာများတဲ့အဲတစားလည်းတစားသားသမီးကိုကိုကအလိုဂယုစိတ်ပေးနေတာတွေ့လို့ရှိရင် तू ကလည်းအရန်သဘောကျတယ်လို့မျိုး तू ကသားသမီးတွေပေါ်မှာအချိန်ပေးပြီးတော့မှအဲဆော့ပေးတာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်ဟိုပုံမှန်မိဘတွေလုပ်နေတယ်လို့မျိုးပါပဲအဲအဲ့လိုမျိုးလေးတွေ့ရဆိုတစားလည်းအရန်သဘောကျတယောက်နဲ့တယောက်ကကျတော့ဘယ်လိုပြောရမလဲတစားတို့နှစ်ယောက်ကသားသမီးအတွက်ဟို

်ဟာတက်ကြီးပါကျေးဇူးများတင်ပါတယ်အခုချိန်ဒီချစ်ပီရဲ့ပိတ်သက်တီအားလုံးကျေးဇူးများတင်ပါတယ်ရှင်ဟုတ်